ထိုင်းနိုင်ငံချင်းမိုင်မြို့ Free Bag Cafe မှာနိုဝင်ဘာလ25ရက်နေ့ညနေရနေစပြီး30ရက်နေ့အထိတရွတ်ပကြီတော်လန်အမှုပညာပြပွဲပြုလုပ်နေတာဖြစ်ပါတယ်။ဒီအမှုပညာပြပွဲမှာတဘာဝတရွတ်နဲ့ပန်းမင်ကပွင့်ဖက်တွေကိုအချောက်ခံပြီးလှပတဲ့ပကြီကားချက်တွေအနေနဲ့ပြုလုပ်ဖန်တီးထားကရောင်းချရငွေတွေကိုတော့တော်လန်ရေးအတွက်စီစဉ်သွားမယ်လို့သိရပါတယ်။ အဓိကဒီပွဲလေးကိုကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့တွေကဒီတော်လှန်ရေးထဲမှာဝင်ရောက်စီမျိုးနေကြတယ်ဒီရဲ့တမိုင်းတစ်ခုကိုတာဝန်ထမ်းဆောင်နေကြတယ်အားလုံးကပေါ့နော်ကိုနိုင်ရာကနေပါဝင်တွန်းနေကြတယ်တွန်းလဲတွန်းနေရမှာပေါ့ဒီတိုင်းပဲကျွန်တော်ကလည်းကျွန်တော်တတ်တဲ့ပညာနဲ့ဒီရဲ့တော်လှန်ရေးကိုဝင်ရောက်ပြီးတော့ပေါ့နော်တွန်းပေးနေတာပေါ့နော်ဝင်ရောက်ထမ်းဆောင်ပေးနေတာဖြစ်ဖြစ်တယ်ပေါ့နော် ်ပြီးတော့ဒီရဲ့ equality ပွဲလေးမှာလည်းပဲအဲကျွန်တော်နဲ့အတူရေဘော့ရေဘတ်တွေလို့ဆိုရင်အထင်းမနေတကွာပေါ့နော်တွန်းနေတာပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဒီရဲ့ပွဲလေးကိုလည်းဒီရဲ့ equality ဆိုတဲ့ပွဲလေးကိုလည်းပဲတမိုင်းရဲ့တောင်းဝန်တစ်ခုအဖြစ်သတ်မှတ်ပြီးတော့လာရောက်ပြီးတော့ဝန်ရံပေးကြပါအဲလို့ဆိုရင်ဒီရဲ့အက်လေးတွေကိုလည်းဝယ်ယူပေးကြပါလို့ပြောချင်ပါတယ်တိရပကြီးတော်လန်အမှုပညာပြပွဲမှာပကြီးကားချက်တွေအပြင်တုတ်ပတ် အင်ဂျီပို့စကတ်ပမတ်တွေကိုလည်းရန်ပုံငွေအနေနဲ့ရောင်းချသွားမှာဖြစ်ပြီးပကြီးကိုကိုယ်တိုင်ဖန်တီးကျင်သူတွေအနေနဲ့လည်းတင်ယူတက်မြောက်နိုင်စေဖို့အတွက်ဆောင်ရွက်ပေးထားတာရှိတယ်လို့ဆိုပါတယ်။ခုနိုဝင်ဘာ25ကနေနိုဝင်ဘာ30ရက်နေ့ထိချင်းမိုင်မျိုးပြည်သက်တပင်းမှာကျင်းပမယ့် equality ဆိုတဲ့ပကြီးပြောင်းဝေးလေးကရရှိလာမယ်။ donation ဝင်ငွေအားလုံးကိုကျမတို့ SSND ရဲ့မြင်းဆောင် KND ရဲ့ဘူကအမှတ်ကိုတရိုက်စဉ်းစားတော့မှာဖြစ်ပါတယ်ရှင်ဒီ ဝင်ငွေတွေအပေါ်မှာပေါ့ SSD ရဲ့မြင်ဆောင် KND ရဲ့ဘူးကအမှတ်9ရဲ့စီရေးဖော်ဆောင်မှုမှာတော့၎င်းစီရေးအတွင်းမှာတိုက်ပွဲအတွင်းမှာထိကိုက်တံရရရှိခဲ့တဲ့ရေဘော်တွေအတွက်တော့၎င်းဒရက်စီစဉ်ပြီးတော့အသုံးပြုသွားမဲ့ဝင်ငွေတွေအသုံးပြုသွားမှာဖြစ်ပါတယ်။ရောင်းချရငွေတွေကို SSNDF KND ဟဘူးဟာအမှတ်9ရဲ့စီရေးဖော်ဆောင်မှုအတွက်ပါဝင်တယ်လို့ဒရန်ရရေဘော်တွေကိုကုညီထောက်ပံ့ရမှာလဲအသုံးပြုသွားမယ်လို့ဆိုပါတယ်။ SSNDF KNDF ဗျူဟာအမှတ်9ကတီယူနီနဲ့ရှမ်းပြည်နယ်စပ်ကတိုက်ပွဲတွေမှာတော်လိုင်းအင်အားစုတွေနဲ့အတူစစ်ကောင်စီတပ်ကိုတိုက်ခိုက်တွန်းလှန်နေတာပဲဖြစ်ပါတယ်။ဒီမှနင်းနင်းမှာ